ုဒ္ဓဘာသာတို့ဤဘာသာရေးဆိုင်ရာခြင်းကြီးမှုပွဲလံကြီးကြီးငဲငဲအစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိသတ်စုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောတကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယန္တနာတုံးမကတော့၍တရဏဂုံတိလများခံယူကြပါစို့ခမရဆိုတဲ့အတံပေးလိုက်လို့ရှိရင်လောကဥပမာမိုးဥကြတခိုး တောင်ကမိုးချိန်မိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲတပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတန်တွေကိုတပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူဓမ္မဂေါတကတရားကျွေးကြနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်က ယရဏသုံးပါးကြော့၍တရဏဂုံသီလမြတ်ဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်စင် အမျိုးသားအမျိုးသမီးဒီဟုသောရွှေဥတောင်းတို့သည်တပြိုင်နဲ့တည်းတညီတညွတ်တည်းဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကတော့တဲ့စတံကေကာတံဒီဟာညံပြီးတော့ထွက်လာ အဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်သေးမှာတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မသိလို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါသမှုအကုသို့ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတငါဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတဖြစ်ပါအကုသို့ဘက်မှအကုသိုလ်သော49ကြိမ်သောမှဖြစ်မှအကုသိုလ်နဲ့ဆံရအတန်တတန်တတန်ထွက်တယ်လို့ ုသိုလ်ပဲဆိုင်ရာမှာလည်းပဲယရဏသုံးပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့យ៉ាងအတွက်မဟာကုသိုလ်ဇောစိတ်တွေ၄၉ကဖြစ်မှာဩအတံပီပီတတာတတံထွက်တယ်ကာမလည်းပဲထို့အတူပဲ၄၉ချိန်တမလည်းပဲ၄၉ချိန်အဲ့ဒီလိုကုသိုလ်ဇောစိတ်တွေ 49က49ကတတန်တတန်မှာထို့မှာရတယ်လို့စိတ်แท้ကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တွေသည်ဆိုလိုရင်းကတော့ဖရာတရားတန်ခါယရဏသုံးပါးအပေါ်မှာမတော်တဆငွေစင်တောင်ကြီးကလေးဘဝဖရာမှန်တရားမှန်တန်ခါမှန်မကြည့်တဲ့အချိန်က မတော်တဆပြုမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်ကပ္ပဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအသုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွက်လျော်လိုက်အဲဒီလိုဆေးကြောဖွက်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရာတပည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုး၍ရှ िख ိုးပူဇော်ဖူးမြော်မှန်စေရကတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မဟာကုသိုလ်ဇောတွေ၄၉ကို၄၉ကဇောတော့မဟာကုသိုလ်ဇောစိတ်တုပ္ပတိဟုတော့ရည်ရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတသွန်းသွန်းချေကျော်ပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယန္တနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မြတ်မရှိတော့ဘူးရည်၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေးဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘတံပါတောက်ဟာရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရင်နဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်လာကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်တာကောင်းပေးပါ တောင်းရလို့လို့တောင်းရလို့ပဲ ခြေပေါက်လက်ခါတောင်းတယ်ထို့အတူဗုဒ္ဓဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြဲသောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခါမိဘတံသာသမီတောင်းတယ်လို့အာမန္တိတိကရဏေနသာဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြဲသောခန္ဓာကိုရှိနေပါ ဒီခစင်ကျေသောခန္ဓာကိုယ်ရှိနေတဲ့တပည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟူသောဥစိုက်ပန်းတွေငါးပါးသီလဒီဟူသောဝတ်ကောင်းဆရာငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါလေတောင်းခံပါလေရှင်ဘုရားအနုက္ခံကတ္တဝါသီလံဒီထမေပန်းတိ ဗန္ဒီရှင်ဖျားလောကံချီးမြှောက်မှုကိုကတ္တဝါပြု၍မေတ္တပြည့်တော်အာသီလံကရဏဂုံသုံးခန်းဥဇိုက်ပန်းနှင့်တကွာငါးခန်းသောသီလတည်ဟူသောဝေကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားကောင်းပေတောင်းသမတစ်ချိန်မကဘုဒ္ဓယံပေနှစ်ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတိယံပြီသုံးချိန်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုယ်တော်ကဘာအတံပေးလိုက်ယမဟံဝဒမိတံဝရေထာတရားရုံမတွေကဘာဆိုလိုက်တော့အာမဗန္တိဘာလုပ်ကြတာတော့ဆရာတော်ကလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝရေထာလို့ဆိုလိုက်တဲ့ ပြီးတော့ပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားတက္ကမအပေါင်းသူတော်ကောင်းတို့တရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးတိရဆိုတဲ့ဝတ်ကောင်းဆလာငါးမျိုးတဏိနန္ဒာကြောင့်နန္ဒာကောင်းငါးမျိုးဟာဘဂတိပန်းဘဂတိအဝတ်ဘဂတိနန္ဒာလို့အထေတရဝတ္ထုကြီးနဲ့ကံပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆို၍ဆောက်တီမှရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့ငါးပါးသီလဝတ်ကောင်းစလနန္ဒာကောင်းငါမျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့ဆောက်တီဘုံကိုဆိုပေးမယ်အဲ့ဒီဆိုပေးတဲ့ဆောက်တီဘုံကိုမမားအောင်လိုက်ဆိုကြဒီအတိတ်ပဲနော်ဒီသီလပေးတဲ့ကိုယ်တော်က ယမဟံဝဒမိတံဝရေတာသာဓုဝေါနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံဆောက်တီဘုံငါးပါးတိရခံယူဆောက်တီဘုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့ငါးပါးတရဏဂုံဆောက်တီဘုံငါးပါးတိရဆောက်တီဘုံပါဠိဟုတုံမေတင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဓမ္မရုကမကအာမဗန္ဒီဗန္ဒီရှင်ဖေဟာအာမကောင်းပါပြီ ကောင်းပါပြီရှင်ဖေဟာလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုရောကဗန်စပေးလိုက်ဗန်စပြီးတော့ရွတ်ပေးဆိုပေးလိုက်ကလေးနမောတတဗုဒ္ဓဝတ္တအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဖေဟာရှိကိုစားပိုက်ကလေးလေးကစဆိုးနိုင်တယ် ေးဆိုနိုင်လို့စာပိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မိနဲ့မြတ်စွာဘုရားရဲ့ဂုံတော်ဒီမြောက်များစွာရှိတဲ့အ ਨੇ ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံကာမတံဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံငင်၅ပါးသီလမဆောက်တီးခင် ရှိဥစွာမြတ်စွာဘုရားအား တူတူချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှီခိုးကြအုပ်စုအတိပ္ပယ်နဲ့သီရပေးတဲ့ကိုတော်ကနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာရုံမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပြင်မယ်ဒကာရုံမတွေကသုံးခေါက်အတိပ္ပယ်ရှိ ေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော်အရဟတောအရဟံဂုံတော်ယင်ဖြစ်တော်မူထတော်ဓမ္မတံဗုဒ္ဓတာဓမ္မတံဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော်တတထိုမြတ်စွာဘုရားအာနမောယူသိမြတ်လို့ရှိခိုးဥညွတ်ပါဤဖျားဖျားရှိခိုးတဲ့စာပတ် ်မြတ်စွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံကမ္မတံဗုဒ္ဓဂုံတော်ကြီးသုံးပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုင်းဒီစာပိုင်းဖြင့်တရားမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဘုရားထံလာပြီးတော့အိမ်အိမ်ဒတ်သွားလာလှိုင်းကူမှာတက်ကပင်ညတော့နာပြီးလို့တောဒါဘာအရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်လာနေတဲ့အခါမှာပြန်လာနေကြတော့ဒီနမောတ္တရနဲ့ပဲ မြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးဒီမတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာ မတုံမလှုပ်တဲ့ဝယုံကြည်တဲ့လောကုတ္တရာတဏှဂုံတည်တဲ့ပုဂ္ဂိုလ်တရားဦးဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပို့ပို့ပြီးတော့သူကနမောတ္တတာတုံးတော့ဆိုပြီးတော့ရှ िख ုပြန်ထို့အတူပဲဗာမတိမြမကြီးများဖရာထံသာပြန်နေဆိုရင်ဒီနမောတ္တတာနဲ့ပဲတုံးပါ မတ္တရရှိခိုးပြီးတော့ပြန်ရလူကြည်လောကကပတိနတိကောသလာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့မြမယုတို့ဆိုတဲ့ပုံနာပန္ဒိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ္တရိုက်ပြီဒီနမောတတနဲ့ဘုရားရှိခိုးကြအဲ့ဒီလိုလူပညာရှိနတ်ပညာရှိမြမပညာရှိဆိုတဲ့ ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်လို့အပ်တဲ့ဘုရားရှိခိုးစာပိုက်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါတန်းငါတမိငါမြည်တို့တည်ရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြီးပေမဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘိုးတန်တဲ့ဘုရားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်က လူကြီးများကဒီနမောတ္တရာကိုသုံးောက်ဆိုယုံအရှင်ပြုခဲ့အေးအဲ့ဒီအရှင်ပြုတာကိုကခုပြောလို့အင်မတန်ဒုက္ခပဲရှိတယ်ဘုရားရှိခိုးစားပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတယ်ဘုရားရှိခိုးစားပိုင်အဲသီလပေးတဲ့ဘုရားတခေါက်တယ်ဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့သုံးောက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားအေးဘုရားရှိခိုးပြီးတဲ့အခါကြာတော့ ုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီဇာဘိုက်၃ဘိုက်ဆိုနေတဲ့အချိန်မှာအတန်တတန်တတန်တတန်မှာဖရာယရဏာကိုကြီးညိုတဲ့စိတ်တရားယရဏာကိုသံဃာယရဏာကိုသူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရားဒီတော့ဖရာတရားသံဃာကြီးယန္နာကုမရေငါတို့ရဲ့အာထာကိုးွယ်ရာဘဲလို့သိတဲ့ပညာ ဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တည်းဗုဒ္ဓံကရဏံကိသာမိဆိုရင်ပဲရှစ်လုံးရှိတလုံးတလုံးမှာမာကုသိုလ်စိတ်တည်း49 49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဗုဒ္ဓသရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မံကရဏံကိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့ မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံသံဃံတရဏံခိစ္ဆာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမဏမြန်မာလိုသံဃတရဏဂုံသံဃတော်အကုွယ်ရာဟူ၍ရှိကပြိမှတ်ကြောင်းဖြစ်သောမာကုသိုလ်စိတ်စေတသိက်လို့အဓိပ္ပာယ်ရှိပါအေးဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင် အဲ့ဒီစာသုံးပိုက်ရွတ်လိုက်ပြီနဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓဒရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်သံဃဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်ပန်းတုံးချင်းဆင်းလျဲပွက်လျဲတင့်တယ်တဲ့ဒရဏဂုံပန်းကကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီထိုအခါတိရပေးတဲ့ကိုယ်တော်က ။အိုးမိဘကသာသမီပန်းတခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှကြည့်ခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားဒီရမေးတဲ့ကိုယ်တော်ကဒုတိယမိဘုရားတော်နာငေသာမိဒုတိယံပိဓမ္မံသရဏံဂေသာမိဒုတိယံပိသံဃံသရဏံဂေသာမိဒုတိယမြောက်တရဏဂုံပန်းမြင့်ကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန် ဟာဒကာဒကမတို့ကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်ကရဏဂုံပန်းနိုင်ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမော်ပန်းထားလိုက်တယ်ဆိုပါဒုတိယံပြီဆိုလိုက်တဲ့အခါတရဏဂုံပန်းကိုင်နှစ်ခိုင်မိမိတို့ခေါင်းပေါ်မှာမြိုင်မြိုင်ကြီးပန်မိပြီ။ထိုအခါမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့တွုံးကိုင်ကပူလာအလေကောင်ကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွန်းလာတော့မိ တတ္တိယပန်းကင်မှန်အောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတ္တိယံမိဗုဒ္ဓံတရဏံငိသမိတတ္တိယံမိဓမ္မံတရဏံငိသမိတတ္တိယံမိသံဃံတရဏံငိသမိဆိုပြီးတော့တရဏဂုံပန်းကင်ကြီးပေးပြန်အာဒကာဒကမကြီးကလက်နှစ်သက်အာယံဝမ်ပန်းတသဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာတရဏဂုံပန်းကင်ကြီးသုံးကင်ပန်းမိနေပြီ တဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲကရဏကမဏံပရိပုံနာပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရအေးမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်သီလပေးတဲ့ကိုယ်တော်ကတရဏကမဏံပရိပုံနာ သာဓုဝနှလုံးပြောပြောင်းသူတော်ကောင်းတို့တရဏကမဏံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏံပြည့်စုံကြပါလားအိုးတရဏဂုံပန်းကြီးပန်းလို့ပြည့်စုံမလားကျေနပ်ပါလားအားရပါလားမေးလိုက်ထိုအခါတခါတော့မကအမဗန္တီပြည့်စုံမှာပြီဖေယကျေနပ်ပါပြီဖေယအားရပါပြီဖေယလို့ဒီလိုပြန်ပြောလိုက်တာ ထိုအခါကျမှသီလာပေးတဲ့ကိုတော်ကအဝတ်ကောင်းဆလာတက်တဲ့ဝတ်ကောင်းတက်တဲ့တက်တဲ့တက်တဲ့ပြီးတက်တဲ့တဏိနဲ့တာကောင်းတမျိုးပြီးတမျိုးလှမ်းလှမ်းပေးတယ်လို့နော်သီလာပေးတဲ့ကိုတော်ကဘာနာတိပါတာဝိရမဏိသိက္ခာပဒံသမာဓိယာမိဆိုပြီးတော့ဘာနာတိပါတာဝိရတိသီလာတိဟူသောအဝတ်တက်တဲ့ပေးလိုက်ပြန်နန္ဒာကောင်းတမျိုးပေးလိုက်ပြန်ဟေးတခါတခါမဒီကလေးပဲဝမ်ပန်းတတာလိုက်ဆို၍ ထိုပါဏာတိပါဒဝိရတိသီလတိဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်လက်လာကောင်းကိုမိမိကိုယ်မှလိမ့်သခြေလေးလိုက်အင်းနောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိဏဒါနဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိဏဒါနဝိရတိသီလတိဟူသောအဝတ်ကောင်းဆလနန္ဒာကောင်းတမျိုးပေးလိုက်ပြန်ဆိုပေးလိုက်အင်းဒီကဒီကမဒီကဝမ်းမြောက်ဝမ်းသာဆိုရွယူကြမိမိတို့ကိုယ်မှဆင်း ပြီဝုတ်ပြီးကြအဲတကံတတိယံပြီသုံးချိန်မြောက်ကြတော့ကာမိသုမိသာသာရဝိရတိသီလတိဟုသောအဝတ်ကောင်းနန္ဒာကောင်းလေးချိန်မြောက်ကြတော့မုဒ္ဒဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒ္ဒဝါဒဝိရတိသီလတိဟုသောအဝတ်ကောင်းနန္ဒာကောင်းငါးချိန်မြောက်ကြတော့သုရာပါဏဝိရတိသီလတိဟုသောအဝတ်ကောင်းနန္ဒာကောင်းကိုကန်ဝတ်တော်လိမ့်တော်လို့ ဆိုပြီးအလားရှိကတိုင်းတိုင်းဆိုးဆိုးပေးတရားတော်မကြီးလည်းပဲဝမ်းပန်းတတလက်၍ဆိုးဆိုးယူကြအေးအဲ့ဒါဒီဥပမာအလင်္ကာပြောပြောလို့ရှိရဲ့ဝတ်ကောင်းစလား၅မျိုးနေရာတကြဝတ်ပြီးအင်းတဏိနဲ့တာကံနဲ့တာကောင်းနဲ့တာပြောင်း၅မျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောရဲ့အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်းစားဝတ်ပြီးနဲ့တာကောင်းကောင်းလိမ့်ပြီး ပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမယ်မိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းနေဒီအဝတ်တွေဒီနတ်သားတွေနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက်ဒါတွေရှင်းများလိုက်တဲ့အတွက်တိတ်တင့်တယ်သွားကြီးတော့သားတို့သမီးတို့အဲ့ဒီပန်းနေလွတ်မသွားအောင်အဲ့ဒီအဝတ်တွေညစ်မသွားအောင်အဲ့ဒီနတ်သားတွေပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့ အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကတိသရဏီနတာပေရှင်ကသီလံသာဓုကံကတ္တဝအဗမာဒီနတံပါတိတာပြောလိုက်ဟာဒကာဒမကြီးကအာမဗန္တိဆိုလိုက်ဟာတော့တော့အဓိပ္ပာယ်သိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အပေးအယူကတော့ပါဠိကတော့ဖြောင်းသီလပေးတဲ့ကိုတော်က သာဓုနှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမေတင်တို့သည်တိတရဏီနာတရဏဂုံတုံကံဥဇိုက်ပန်းနှင့်သာဟာတကားပင်စင်ကတိရငါးပါးတိရာတိဟုသောဝကောင်းသလငါးမျိုးနန္တာကောင်းနန္တာပြောင်းငါးမျိုးအခုရှင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေတိရာတိဟုသောအဝကောင်းသလတွေနန္တာကောင်းတို့ကိုသာဓုကံကတ္တဝပတိမြဲမြဲမြန်မြန်ထပြီးတော့ အဗမတိနမမိမလျောတဲ့တတိဖြင့်တံပါတိထတရဏဂုံပန်းတွင်လွတ်မသွားငါဘာတိလာဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနဲ့ဒါကောင်းနဲ့ဒါပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်းလျက်တန်ပါဒေထမချိုးမပေါက်မကြမပြောက်ရအောင်ထိမ့်သိမ့်ဆောင်းလျှောက် ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတာဒီမှာတရားကမတွေကအာမဗန္ဒီကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြဤအခုအချိန်ဒီမိမိတို့ပြီးခဲ့သောလုပ်ငန်းရှင်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟူသောဥဆိုင်ပန်းတွေငါးပါးသီလတိဟူသောအဝတ်ကောင်းငါးမျိုးနတ်တာကောင်းငါးမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တတ်ပြီးသော အနေမှာဓမ္မနေပေကကြည်ရင်ရောက်နေတယ်။အဲဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေပါလို့တော့မင်္ဂလာပွဲတပင်ဝတ်နေ။အေးထို့အတူပဲတဏ္ဍကုံပန်းပန်းပြီးတော့ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်သားကောင်းငါးမျိုးလိမ့်သပြီးတော့တို့အမျိုးကောင်းသားအမျိုးကောင်းသမီးများတွေတရားမင်္ဂလာပွဲကို 我爷爷啊。